ဒီနေ့ထလာပြိုင်လာတော့မှအလဲထိုးနဲ့အနိုင်ရရှိသွားတဲ့ Bronica ဒေတာများလုံးပဲမိလာပါခင်ဗျာဘလူးလိုင်းယွန်းကင်းကနေပြန်လဲကြိုးလိုက်ပါရင် Bronica ကတော့အပြောနဲ့အလုပ်တကယ်ကြီးချောင်းအလဲထိုးနိုင်ပွဲတွေနဲ့အတူတက်တေပြလိုက်နိုင်ပြီလေဖြစ်ပါရင်ဒီပွဲမှာတိုင်ကင်မှာ Fighter နဲ့အောင်စလုံးကသူတို့ရဲ့ပွဲချိုပြင်ဆင်မှုတွေရဲ့အနေနဲ့ဒီပွဲအတွက်ရည်မှန်းချက်တွေကိုထုတ်ဖော်ပြောဆိုရမှာ Junior Fighter ကဆို VR နဲ့ပွဲအစဉ်မှာ Bronica ကဒုတိယအခြေနဲ့တတိယအခြေတို့မှာတက်လုံပိုင်းကြာဆင်းသွားခဲ့တာကိုတွေ့မြင်ခဲ့ရတာကြောင့်အဲ့ဒီအချက်ကိုအဓိကထားပြီး Fight IQ ကောင်းကောင်းနဲ့အနိုင်ယူထိုးတက်သွားမယ်လို့ပြောပါရင် ရာနီကာကတော့ဒီပွဲမှာအလဲထိုးနိုင်ွယ်ယူမယ်ဆိုပြီးပရိသတ်တွေကိုဂရီပေးခဲ့တာပါအခုလည်းဘရာနီကာကအကျန်းစားထိုးတက်ချက်တွေနဲ့အတူဒိုင်ပွဲရက်နဲ့ကိုအနိုင်ပြသွားနိုင်ခဲ့ပါတယ်ပွဲကြီးစားတာနဲ့ဘရာနီကာကဂျူနီယာဖဲတက်စ်ကိုတောက်လျှောက်ဖျားပေးကစားသွားခဲ့တာဖြစ်ပါတယ်ဖိုင်တာတယောက်ဂျားကလက်တန်ရစ်ရောက်မှုကွာခြားချက်ကိုဘရာနီကာကကောင်းကောင်းအသုံးချသွားနိုင်ခဲ့ပါတယ်ဒါကြောင့်ဂျူနီယာဖဲတက်နဲ့ဘရာနီကာကိုဒီပွဲလုံးမှာမှအနီးကပ်ကလင်းချက်အချိန်မဲ့ဝင်ဆက်ရပြီးကျန်တဲ့အချိန်တွေမှာတော့ဘရာနီကာထိုးသမျှခံနေရင်းနဲ့ပဲအချိန်ကုန်သွားခဲ့ရပါတယ် အမှန်ဆိုရင်ပထမအချိန်မှာရင်ဘရိုနီကာကအလဲထိုးနိုင်ဖို့တော်တော်လေးနီးစပ်ခဲ့တာဖြစ်ပြီးပွဲချီဆေးသွားလို့သာဂျူနီယာဖဲတက်စ်ကန်ကောင်းသွားခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့ဒုတိယအချိန်မှာလည်းဂျူနီယာဖဲတက်စ်ကဘရိုနီကာထိုးသမျှကိုပဲတောက်လျှောက်ပေးခံနေရရင်ဂိုင်ဝဲရဲ့နဲ့ကိုရှုံးပေးသွားခဲ့ရပါတယ်။ချယ်ရီကတော့ဘရိုနီကာကိုဒီပွဲမှာလည်းဘောနဲ့ဆူချင်းထပ်မံချင်းမြင်ပေးလိုက်ပြန်ပါတယ်။ဂုံးပါတဲ့ဘရိုနီကာကြီး